Redmi ရဲ့ Note 5 PC မှာအရင်နှစ်ကတည်းကဆိုင်တိုးတက်မှုအရှိဆုံးဖုန်းလို့လည်းပြောလို့ရတယ်။ဈေးတက်တာဆုံးဖုန်းလို့လည်းပြောလို့ရတယ်။နောက်ပြီးတော့ဒီ Redmi ရဲ့ Note 50 CV တစ်ခုလုံးမှာကျွန်တော်အကြိုက်ဆုံးဖုန်းလို့လည်းပြောလို့ရတဲ့ဒီ Redmi ရဲ့ Note 50ဆိုတဲ့ဖုန်းလေးကြောင့်ဒီနေ့မှာ review ပြောပြပေးမယ်။ဒီဖုန်းကကျွန်တော်ရှေ့မှာပြောခဲ့လို့ပဲအရင်နှစ်ကတည်းကဆိုင်တိုးတက်လာတဲ့အပိုင်းတွေအများကြီးရှိတာဆိုတော့ဘယ်ပိုင်းတွေမှာတိုးတက်လာလဲဆိုတာကိုကျွန်တော်တို့ဗီဒီယိုလေးကိုစပြီးတော့ကြည့်လိုက်အောင်။ Yangon Mobile Store အရင်နှစ်တုန်းက truck ခဲ့တဲ့ဒီ Redmi ရဲ့ Note 40 series မှာဆိုရင် Redmi ရဲ့ Note 40 Pro ရဲ့ Note 40 Pro Plus ရဲ့ဒီဇိုင်းပိုင်းနေနောက်ပြီးတော့ဒီ body အချိုးကွေ့တွေအကုန်လုံးကအတူတူပဲဆိုပေမဲ့ရိုးတက်တဲ့ Note 40လေးရကြတော့သူ့ကိုယ်ကြီးတွေနဲ့ဒီ camera bank အထားသူဒီဇိုင်းပိုင်းမှာဆိုရင်လည်းမတူဘူး။နောက်ပြီးတော့ဒီ shape display ကိုလည်း flat တွေတုံးပေးထားတယ်။ဘေးဘက်ပေါင်တွေကိုလည်း flat တွေတုံးပေးထားတာဆိုတော့ဒီဇိုင်းပိုင်းရပဲကြည့်ကြည့်နောက်ပြီးတော့လက်ထဲမှာခံရတဲ့ခံစားချက်ရပဲကြည့်ကြည့် သူ့ကိုယ်ကြီးတွေကိုလုံးဝမရှင်နိုင်ဘောเนาะဘယ်လိုမျိုးပြောရမလဲဆိုတော့ဒီဇိုင်းပိုင်းရကြည့်မယ်ဆိုရင်ဈေးပိုပေါ်လို့ပေါ့เนาะဒီဇိုင်းပိုင်းနည်းနည်းရှော့ထားဆိုရဲခန်းစားချက်ကိုရတယ်ဒါပေမဲ့ဒီခါအသက်ထွက်ထားတဲ့ဒီ Note 50 series မှာကြတော့အခုကျွန်တော်လက်ထဲမှာကင်ထားတဲ့ Yoda နဲ့ Note 50မှာရော Note 50 Pro မှာရော Note 50 Pro Plus မှာရောဒီဒီဇိုင်းပုံစံတစ်ခုတည်းကိုလုပ်ထားပေးတာဆိုတော့ဒီချက်ကိုတော်တော်လေးသဘောကျလို့ပြောရမယ်နောက်ပြီးတော့ဒီအရင်နှစ်ကတည်းကဆိုင်ဒီဇိုင်းပိုင်းမှာအများကြီးတိုးတက်လာတဲ့ချက်ကကြတော့ ီဖုန်းကကျွန်တော်တို့ဒီ card display ကိုသုံးပေးထားတယ်။နောက်ပြီးတော့ဒီ베ဘက်ပေါင်တွေကလည်းပါပါလေးဖြစ်နေတာဆိုတော့တထဲမှာကန်ရတဲ့ခံစားချက်ကတော်တော်လေးမှပော့ပြီးတော့ပါတယ်ဆိုတဲ့ခံစားချက်ကိုရတယ်။သူ့ရဲ့အထူးအနေနဲ့က 7.4mm နဲ့အလေးချိန်က 184g ဆိုတော့ဒီဖုန်းကလက်ထဲမှာကန်ရတာကတော်တော်လေးမှပော့ပြီးတော့ပါတယ်ဆိုတဲ့ခံစားချက်ကိုရတယ်ပေါ့နော်။အတခါလေးကြရင်ဒီလက်ထဲမှာကင်ထားလို့ကင်ထားမှမတိလောက်အောင်ထီကိုဒီဖုန်းကတော်တော်လေးပော့တယ်လို့ပြောရမယ်။ နောက်ပြီးတော့သူ့ရဲ့ဒီနောက်ဖက်ချမ်းတွေကိုလည်းကျွန်တော်တို့ဒီလက်ရမထင်တဲ့ match win တွေသုံးပေးထားတယ်။နောက်ပြီးတော့ဒီ bay back ball တွေကိုလည်း match win တွေသုံးပေးထားတာဆိုတော့ဒီဖုန်းက clean looking တော်တော်လေးဖြစ်တယ်လို့ပြောရမယ်။ဒီဖုန်းကအဲ့လိုမျိုးပေါ်လို့ပါတဲ့အတွက်ကြောင့်လူတော်များများထင်ကြတာကဒီအကြမ်းခတ်မှုပိုင်းမှာဆိုရင်ရောယော်သွားမလားဆိုတော့အဲ့လိုမဟုတ်ဘူး။ဒီအရင်နှစ်တုန်းကဒီ Yotan Note 40မှာဆိုရင် IP64 လောက်ပဲပါဆိုပေမဲ့အခု Note 50မှာကျတော့ဒီ IP68 water resistant ပါလာဆိုတော့အရင်အတက်ဆိုင်ရေဆိုတာတွေရေစိမ့်နိုင်နေပို့ပြီးတော့ခံနိုင်တယ်။ နောက်ပြီးတော့သူရှိမှာကကျွန်တော်ဒီ shape back display ကိုဒီ Redmi ရဲ့ Note 50 Pro တို့ Pro Plus တို့မှာတုံးထားပေးတယ်ဒီ Dragon Crystal Glass ကိုတုံးထားပေးတာဆိုတော့ဒီဖုန်းကအကြမ်းခံမှုပိုင်းမှာလည်းအရင်နှစ်ခါတက်စာရင်အများကြီးတိုးတက်လာလို့ပြောရမယ်။အဲ့တော့ဒီ Redmi ရဲ့ Note 50 series ကဒီဇိုင်းပိုင်းမှာပဲကြည်ကြည်ခြံရတဲ့ hand feeling မှာပဲကြည်ကြည်နောက်ပြီးတော့ဒီအကြမ်းခံမှုပိုင်းမှာလည်းကြည်ကြည်အရင်နှစ်ခါတက်စာရင်တော်တော်လေးမှတိုးတက်လာလို့ပြောရမယ်။နောက်ထပ်တိုးတက်လာတဲ့အချက်ကတော့သူ့ရဲ့ display ပိုင်း ာ display ကအရင်နှစ်ကတည်းကဆိုင်နည်းနည်းလေးပိုကြီးတယ်6.77 inch display ကိုတုံးထားပြီးတယ်။နောက်ပြီးတော့ဒီ card display ကိုတုံးထားပြီးတာဆိုတော့မှန်ကုန်ကြိုက်တဲ့လူတွေအတွက်တော်တော်လေးအဆင်ပြေတယ်။နောက်ပြီးတော့ဒီ AMOLED 120Hz တွေကတော့ဒီအရင်နှစ်ကနဲ့အတူတူပဲပေါ့နော်။ဒါပေမဲ့ဒီ display ဘိုင်းမှာတိုးတက်လာတဲ့အချက်ကကြတော့သူ့ရဲ့ pre-brightness နဲ့က3200 nits ဆိုတော့ကျွန်တော်ဒီနေအောင်ထဲမှာရုပ်ရှင်တွေကြည့်တာနောက်ပြီးတော့ဖုန်း3နာရီဆိုလဲဒီဖုန်းရဲ့ display ကဒီ outdoor usage မှာတော်တော်လေးအဆင်ပြေပြေနဲ့သုံးလို့ရတယ်လို့ပြောရမယ်။ အဲ့တော့ဒီဖုန်းရဲ့ display ကအရင်နှစ်ကတည်းကဆိုင်ရင် cut display ဖြစ်သွားတာတွေ rebrand နဲ့ပိုကောင်းလာတွေကတိုးတက်လာတဲ့အချက်ထဲမှာထည့်ထားလို့ရတယ်။နောက်ထပ်ဒီဖုန်းမှာတိုးတက်လာတဲ့အချက်ကတော့ဒီသူ့ရဲ့ SoC ပဲ။ဒီအရင်နှစ် Redmi ရဲ့ Note 4D မှာကျတော့ဒီ Dimensity 8250 Ultra ဆိုတဲ့ SoC ကိုသုံးထားပေးတယ်။အဲဒီဖုန်းလေးမှာကျတော့ဒီ Snapdragon 6 Gen 3ဆိုတဲ့ SoC ကိုသုံးထားပေးတာဆိုတော့ TPU မှာဆိုရင်ဒီ5% 10%လောက်ပို့ပြီးတော့တိုးတက်လာတယ်။ GPU မှာဆိုရင်လည်းဒီ10%လောက်ပို့ပြီးတော့တိုးတက်လာဆိုတော့တိုးတက်လာတဲ့အချက်ထဲမှာထည့်ထားလို့ရတယ်။ ောက်ပြီးတော့ဒီဖုန်းမှာပို့ပြီးတော့အားသာဝါတဲ့အချက်ကကြတော့ဒီ Snapdragon SoC တွေဖြစ်တတ်တဲ့ကြောင့် image processing ဘက်မှာပို့ပြီးတော့ကောင်းတယ်အဲ့တော့ဒီဓာတ်ပုံတွေပါရိုက်တဲ့နေရာမှာဒီဖုန်းကဒီပိုကောင်းတယ်ဆိုရဲဒီပုံထွက် quality ကိုပို့ပြီးတော့ထုတ်ပေးနိုင်တယ်အဲ့တော့ဒီဖုန်းရဲ့ဒီ SoC performance နဲ့ဆိုရင်မိတ်ဆွေဒီဖုန်းမှာဘယ်လိုမျိုးအရာတွေကိုလုပ်လို့ရလဲဆိုတော့ကိုကဒီ Yo တက်တဲ့ဒီ daily usage ဖုန်းသုံးတာတွေကိုဒီဖုန်းမှာ ASUS run လို့ရမယ် နောက်ပြီးတော့ကျွန်တော်ဒီ gain တွေပေါ့နော်ဒီ mobile legend တို့လို gain တွေကိုဆော့မယ်ပက်ဂျီတို့လို gain တွေကိုဆော့မယ်ဆိုရင်လည်း pop pop ပါပါဆော့မယ်ဆိုရင်တော့အဆင်ပြေတယ်အဲဒါပေမဲ့ဒီ heavy gamer တွေအတွက်ကကျတော့ဒီဖုန်းကိုဝယ်မယ်စားအဲဒီနေ့နဲ့ပို့ဆိုင်လိုက်ပြီးတော့ဒီဖုန်းထက်ပိုစေးကြည့်တဲ့ Note 50 Pro တို့ Note 50 Pro Plus တို့အဲဒီဖုန်းတွေကိုဝယ်ဖို့တော့အကြံပေးတယ်။အဲသူရဲ့ SoC ဘိုင်းမှာကျတော့ဒီ10သိန်းအောက်ဝင်းကျင်ဖုန်းတွေမှာဆိုရင်တော်တော်လေးမှ price to performance ကောင်းနေဆိုတဲ့ဖုန်းတွေမှာရှိတယ်။ ဒီချက်ကလည်းတိုးတက်လာတဲ့ချက်တွေမှာပါတယ်။ကျွန်တော်ရှေ့မှာပြောခဲ့လို့ပဲဒီဖုန်းကိုစပြီးတော့ကန်ကြီးလိုက်တဲ့အချိန်မှာသူ့ရဲ့ weight ကလည်းပေါ့ပေါ့လေးနောက်ပြီးတော့သူ့ရဲ့ဒီ form factor ကလည်းခပ်ပါးပါးလေးဆိုတော့ဒီဖုန်းမှာ battery အလုံးစုံထည့်ပေးနိုင်လား9000 mAh လောက်ပဲထည့်ပေးနိုင်တယ်လို့ထင်ပေမဲ့ဒီဖုန်းမှာကဒီ9800 mAh battery အကြီးရုံမှာ45 mAh charging သုံးထားပြီလေ။ဒီချက်ကတော့တော်တော်လေးအားရဖို့ကောင်းတဲ့အချက်တွေမှာပါတယ်။ဒီလောက်ပေါ့ဒီလောက်ပါတာကိုဒီ6000 mAh လောက်ထည့်ပေးထားနိုင်တာကိုတော့တော်တော်လေးသဘောကျတယ်ပေါ့နော်။ ောက်ပြီးတော့ဒီဖုန်းကိုကျွန်တော်ဒီ battery test တွေပါစပြီးတော့ဆန်းကြည့်ရဲ့အချိန်မှာဒီဖုန်းเนี่ยကျွန်တော် YouTube video တွေကြည့်တာကို14နာရီစက်တိုက်လောက်ကျွန်တော်ကြည့်လို့ရတာဆိုတော့ဒီဖုန်းက battery ခံမှုပိုင်းမှာတော်တော်လေးအားရဖို့ကောင်းတယ်လို့ပြောရမယ်။အရင်နှစ်ကတည်းဆိုင်လည်းအများကြီးတိုးတက်လာတယ်။အဲ့တော့ကျွန်တော်ဒီလူတော်များများစိတ်ဝင်စားကြမယ်ကင်မရာပိုင်းမှာဘယ်လိုနေလဲ။ကင်မရာပိုင်းမှာဆိုရင်တော့ဒီဖုန်းမှာကဒီ15 megapixel main camera နဲ့2 megapixel တက် UI camera setup ကိုပဲတုံးထားပေးတယ်။ အရင်တက်ကလိုမျိုးဒီ one way mega pixel ဒီမတုံးထားမိတာဆိုတော့ဒီ mega pixel ဘိုင်းမှာဆိုရင်တော့နည်းနည်းလေးအားနည်းသွားတဲ့အတွက်ကြောင့်ဒီ day ဘိုင်းမှာတော့နည်းနည်းလေးကျသွားတယ်ဆိုပေမဲ့ဒီဖုန်းမှာကဒီ Snapdragon SoC ကိုတုံးထားပြီးတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဓာတ်ပုံတွေရိုက်တဲ့အခါမှာ color use ဘိုင်းတွေကအရင်တက်ကတည်းကစာရင်တိုးတက်လာလို့ပြောရမယ်ဒါပေမဲ့ဒီ camera ဘိုင်းမှာကျွန်တော်တိတ်ပြီးတော့အားမရဘူးနော်တိတ်ဆိုတာတည်းတော်တော်လေးအားမရတဲ့ချက်ကတော့သူ့ရဲ့ selfie camera ပေါ့နော်သူ့ရဲ့ selfie camera က8 megapixel ပဲတုံးထားပြီးတာဆိုတော့ အရင်ကဒီ20 megapixel လောက်နဲ့ရှင်းမယ်ဆိုရင် selfie camera ကဒီ detail တော်တော်လေးကြာတော့တွေ့ရတယ်။သူ့ရဲ့ဒီ color ယူဆတွေတို့ဒီ dynamic range တွေကအဆင်ပြေဆိုပေမဲ့ detail ဘက်မှာတော့တော်တော်လေးအားမရဘူးလို့ပြောလို့ရတယ်။အဲဒါပေမဲ့ဒီ camera ဘက်မှာဆိုရင်တော့သူရှိမှတိုးတက်လာတာကဒီ phone နဲ့ video ပါရိုက်မယ်ဆိုရင် 4K ကို 30fps လောက်နဲ့ရိုက်တာတော့တိုးတက်မှုအချက်ထဲမှာထည့်ထားလို့ရတယ်။အဲ့တော့ဒီဖုန်းရဲ့ကင်မရာအကြောင်းကိုပြောရမယ်ဆိုရင်ဒီ front facing camera ကတော့တော်တော်လေးအဆင်ပြေတယ်တိုးတက်လာလို့ပြောရမယ်ဆိုပေမဲ့ ဆယ်ဖီကင်မရာပိုင်းမှာတော့တော်တော်လေးအားမြောက်လို့ပြောရမယ်အဲ့တော့မိတ်ဆွေကဒီဖုန်းကိုပေါ့နော်ဆယ်ဖီကိုအဓိကအဓိကပဲရိုက်ဖို့ဝယ်ချင်တယ်ဆိုရင်တော့ဒီထက်ဈေးနဲ့နဲ့ပို့သုံးလိုက်ပြီးတော့ဒီ Redmi ရဲ့ Note 50 Pro လောက်ကိုတက်ပြီးတော့ဝယ်လိုက်တာတော့ဒီဖုန်းထက်ပို့ပြီးတော့ဆယ်ဖီကောင်းတဲ့ဖုန်းတစ်လုံးတော့ရမှာတော့တေးကြတယ် ဒီဖုန်းကတော့ဆယ်ပြီပိုင်းမှာကျွန်တော်တိတ်ပြီးတော့အားမရအောင်နောက်ထပ်ဂျန်တဲ့ဘိုင်းမှာဆိုရင်တော့ဒီဖုန်းမှာကဒီအခြားဖုန်းတွေကို review လုပ်တဲ့အချိန်မှာပြောနေကြလို့ပဲ stereo speaker ကိုတုံးထားပြီးတယ်နောက်ပြီးတော့ဒီ Dolby Atmos နဲ့လည်းကျွန်းလုပ်ဖေးထားတာဆိုတော့ဒီ speaker အတန်ထွက် quality ကတော့ဒီ7သိန်းဝန်းကျင်မှာတွေ့ရတဲ့ speaker အတန်ထွက် quality ပဲနောက်ပြီးတော့ဒီဖုန်းမှာကကျွန်တော်ဒီ under display fingerprint sensor ကိုမှဒီ internet optical ကိုတုံးထားပေးတယ်ဒီချက်တွေကဒီ7သိန်းဝန်းကျင်ဖုန်းတွေမှာတွေ့ရတဲ့ feature တွေလို့ပြောရမယ်အဲ့တော့နောက်ဆုံးကုန်လို့ရှိနေတဲ့ဒီ Redmi ရဲ့ Note 55G ဖုန်းတွေက အရင်ကတည်းကဆိုင်တော့ဒီ design ဘိုင်းတွေရောအကျန်းခံမှုဘိုင်းတွေမှာရောတထဲမှာကိုင်းတဲ့ hand feeling ဘိုင်းတွေမှာရောအများကြီးပို့ပြီးတော့တိုးတက်လာတယ်။နောက်ပြီးတော့ဒီ display ဘိုင်းတွေတို့ SOC ဘိုင်းတွေတို့ဒီ battery ဘိုင်းတွေတို့မှာလည်းအများကြီးတိုးတက်လာတယ်။ camera ဘိုင်းမှာဆိုရင်တော့ဒီ front facing camera တို့တိုးတက်လာဆိုပေမဲ့ selfie camera မှာကတော့အရင်ကတည်းကဆိုင် downgrade ဖြစ်သွားတယ်လို့ပြောလို့ရတယ်။အဲ့တော့ဒီ Redmi ရဲ့ Note 50 phone လေးကဘယ်လိုမျိုးလူတွေအတွက်ပို့ပြီးတော့အဆင်ပြေနိုင်လောက်လဲ။ ဒီဖုန်းကဒီဖုန်းတစ်လုံးကိုပေါ့တာပါတာဒီဇိုင်းလာတာလက်ထဲမှာကင်ရတာ hand feeling ကောင်းတဲ့ဖုန်းတစ်လုံးကိုလိုချင်တယ်။နောက်ပြီးတော့ဒီအကျန်းခံမှုဘိုင်းမှာလည်းကောင်းအောင်မယ်။ SOC ဘိုင်းမှာဆိုရင်လည်းဒီစက်သိန်းဝင်းကျင်လောက်မှာ performance ကောင်းတဲ့ SOC တစ်ခုကိုလည်းလိုချင်တယ်။ camera ဘိုင်းမှာဆိုရင်လည်းတော်တော်လေးအဆင်ပြေတဲ့ camera ပုံဖြတ် quality ကိုထုတ်ပေးနိုင်တယ်။ battery လည်းတောင့်တောင့်နေနေရှိရမယ်။ selfie ကတော့သိမ့်မရိုက်ဘူးဆိုတဲ့လူတက်ကတော့ဒီဖုန်းလေးကတော်တော်လေးမှဝယ်သင့်တဲ့ဖုန်းထဲမှာပါလို့ပြောနေမယ်။မိတ်ဆွေအနေနဲ့ဆိုရင်တော့ဒီ Redmi ရဲ့ Note 50 series ကိုဝယ်မှာလား။ ဒါမှမဟုတ်ရင်ဈေးနည်းနည်းထပ်ဆိုက်လိုက်ပြီးတော့ Note 50 Pro လို့ Note 50 Pro Plus တို့ဒီလိုမျိုးဖုန်းတွေဝယ်မှာလားဆိုတာကိုအောက်က comment section ထဲမှာရေးပေးသွားလို့ရတယ်လို့ပြောနေပြီအားလုံးကျေးဇူးတင်နေကျွန်တော်ခန့်ပါ Yangon Mobile Store